ညကျွန်တော်တို့ CNN သတင်းဌာနကနေပြီးတော့ဒီတစ်ခေါက်မှာဒီထိုင်းနိုင်ငံရောက်နေတဲ့မြန်မာချစ်ပြောင်းလုပ်သားတွေအနေနဲ့ဒီအခုလာမယ့်တကြံကာလမှာပေါ့နော်အဲဒီဟိုထိုင်းဆိုတာကလေဒီထုတ်ပြန်ချက်အချက်၅ချက်ကိုပြန်ပြီးတော့ထုတ်ပြန်လာတာရှိတယ်ဆိုတော့ဒီအချက်တွေဒီမှာပါတယ်ပါတယ်ပေါ့နော်ဒီလိုရှိရင်ဒီချစ်ပြောင်းလုပ်သားတွေအနေနဲ့ဒီတကြံကာလမှာဘယ်လိုပုံစံမျိုးတွေဟိုစိတ်ကန်းချက်တွေနဲ့အညီဖြတ်ကျော်ကြမလဲဆိုတော့ကျွန်တော်ဒီအဲ SBO ဒီအလုတ်တမကုညီရဲ့အဖွဲ့ရောင်းရဲ့ဒီ driver ပေါ့နော်ကိုအောင်ကိုလာပြီးတော့ဆက်သွေးမြင်မြထားပါတယ်ခင်ဗျာဆိုတော့ဒီထိုင်းနိုင်ငံကထုတ်ပြန်ထားတဲ့စစ်ခတ်ချက်ငါချက်ကဘာတွေပါလဲအဲဆောင်ရဆောင်ရကဘာတွေရှိနေမလဲဒီတကြံတွဲမှာတက်ခိုင်းဒီမြန်မာနိုင်ငံချက်ပြောင်းလုပ်သားတဲ့အနေနဲ့အဲဒီတကြံကလာမှာဘယ်လိုမျိုးတွေဖျက်ချကြမလဲဆိုတာကိုအဲတက်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါဆရာအခုဒီလက်ရှိပေါ့နော်ထိုင်းနိုင်ငံမှာဆိုလို့ရှိရင်တကြံနဲ့ပတ်သက်ပြီးတော့ဒီထိုင်းရင်ဆိုတော့ဟာနေပြီးတော့စစ်ကမ်းချက်တယ်ဒီလင်္ကာချက်လောက်ပြန်ထောက်တာရှိတယ်လို့သိရတယ်ပေါ့နော်ဆိုတော့ဒီစစ်ကမ်းချက်တယ်မှာကဒီရခိုင်ပါဝန်ဒီမှာဟိုထိုင်းနိုင်ငံမှာဆိုလို့ရှိရင်လဲစစ်ဘေးဒဏ်ရယ်ပြီးလို့ရှိရင်စစ်မှုထမ်းရယ်ငလျင်ရယ်ကြောက်လဲအဲအများကြီးရောက်နေတဲ့ဒေသခံရွှေ့ပြောင်းလုပ်သားတွေရှိတယ်ဆိုတော့လဲအဲသူတို့အနေနဲ့ဒီတကြံရွက်ကလာမှာဘလို့ဟာမျိုးတွေဆောင်ရမ်းရှာရမ်းလုပ်တင်လေပေါ့ ဟုတ်ကဲ့မင်္ဂလာပါအဒီကတော့ဒီနေ့တကြံကတော့နည်းနည်းထူးခြားတယ်ထူးခြားတဲ့အခါကျတော့ကိုယ်နိုင်ငံဆိုပို့ပြီးတော့ထူးခြားတယ်ဒီလက်ရှိပထမမြန်မာနိုင်ငံမှာအာဏာသိမ်းရယ်နောက်ပြီးတော့စစ်ဘုံမထမ်းနေရဆိုတဲ့ကိစ္စတွေကဥပဒေတွေကထွက်လာတယ်နောက်ပြီးတော့ဒီငလင်ရန်ကျောင်းမှာတော်တော်များများကိုရဟန်းတန်ကလူငယ်ကလေးအစားခက်သိမ်းတော်တော်များများဆုံရှုံခဲ့ရတယ်အဆောက်အဦတွေဆုံရှုံခဲ့ရတယ်ဒီထိုင်းနိုင်ငံမှာလည်းဒီတူပဲဒီငလင်ရန်ကျောင်းပြီးပြီးတော့ကျွန်တော်တို့ရွှေပြောင်းလူသမားတွေရောထိုင်းနိုင်ငံသားတွေရောတခြားသူနိုင်ငံသားတွေရောဒီဆုံရှုံမှုတွေရှိတဲ့အခါကျတော့ ဒီနေ့တကြမှာတော့ဟိုဟာမြတ်စွာဆေးမကောင်းဖြစ်မိတယ်။အဲတိုးတိုးလေးဒီနေ့တကြမှာကျွန်တော်တို့ဒီထိုင်းနိုင်ငံကိုရောက်ရှိလာကြတဲ့ဒီရွှေပြောင်းမြမနိုင်ငံသားတွေအနေနဲ့သတိထားဖို့ကအရေးကြီးတယ်။ထိုင်းနိုင်ငံမှာလည်းနှိမ့်ဆက်နှိမ့်ဆက်ဆိုလိုလိုဒီတကြံကာလတွေမှာရောဒီနှိမ့်တကူတွေမှာရောမြူကြီးတွေမှာရောဒီကန်တိတ်မှုတွေခဏခဏဖြစ်တယ်၊လုတက်မှုတွေခဏခဏဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်တို့ဒီရှေ့ပြောင်းမြန်မာလူထုမားတွေနေနေရောမြန်မာနိုင်ငံသားတွေနေနေရောဒီတကြံကာလမှာထိုင်းနိုင်ငံကတတ်မှတ်ထားတဲ့ စေကရှိတီကိုလေဆာလိုက်နာဖို့လိုတယ်နောက်တစ်ခုကကြတော့အရေးတိစာတောက်စားပြီးမှမူကမောင်းလာတယ်ကိုလည်းတတိထားဖို့လိုတယ်နောက်တစ်ခုကပျော်ခွေးရှင်ခွေးလှုပ်ဆောင်တဲ့အခါမှာလေလူစုလူခွေးလှုပ်ဆောင်တဲ့အခါမှာလေဒီပတ်ဝန်းကျင်ကလက်မခံနိုင်တဲ့အနေအထားမျိုးတွေကိုမလုပ်ဖို့အကွေကုန်ဖြစ်မနေကိုမအလှဆန္ဒတွေလောက်တာပဲဖြစ်ဖြစ်မရှင်ပြူတာပဲဖြစ်ဖြစ်ဘာသာရေးပွဲတွေလောက်တာပဲဖြစ်ဖြစ်အဲ့လိုလှုပ်ဆောင်တဲ့အခါမှာလေဒေသခံတွေနဲ့အဆင်ပြေအောင်ဥပမာဆိုလို့ရှိရင်ဒီရက်ွက်အောက်ချုပ်မှုတွေကိုအတီးပြတာမျိုးလို့ခဏရွာတကြီးတွေကိုအတီးပြတာမျိုးလို့ အင်ဂျင်နီယာမှာရှိတဲ့ကိုထိုင်းနိုင်ငံသားတွေကိုတီးပြတော်မျိုးတို့ဒီလောက်ဆောင်မယ်ဆိုလို့ရှိရင်တော့ပြဿနာတစုံတရာတက်လာရင်တော့မှသူတို့အနေနဲ့လက်ခံနားလည်လို့ရတဲ့အနေထားမှာရှိတယ်။ဒါကြောင့်မို့ကျွန်တော်တို့အနေနဲ့ကတော့ဒီတကြံကာလမှာရှုပ်ပြုံးမြန်မာနိုင်ငံသားတွေအနေနဲ့ပြောလာလာတတိထားဖို့လိုတယ်လူစုလူပွေးလုပ်ကြတယ်တတိထားဖို့လိုတယ်ပြဝေရှင်ပွေးလုပ်တဲ့ဟာတွေတတိထားဖို့လိုတယ်လုံတာကလုံလို့ရတယ်တိုးတိုးလေးကိုယ်နဲ့တခါစတာဖြစ်အောင်ဆံပြတဲ့နေရာတွေကိုရွေးချယ်တာမျိုးလို့မဖြစ်မနေလိုရမယ်ဆိုလို့ရှိရင် ဒေသခံတွေနဲ့ပူပေါင်းဆောင်ရွက်တာမျိုးလို့အကြံဉာဏ်ယူတာမျိုးလို့တော်ပြီးမှရေတုံမာနာမျိုးလို့လှုပ်ဆောင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရေမြန်မာရိုးရိုးတကြံမှာဘယ်လိုဆုံးမလဲကျွန်တော်တို့တော်တော်များများနေတဲ့ကုအတွက်ပို့ပြီးတော့လှုပ်လို့ရတယ်နေထားမှရှိတယ်ပို့ဖို့ဘွားဘွားလှုပ်လို့ရတယ်နေထားမှလည်းရှိတယ်ပေါ့နော်ဆက်ဆက် ဒီအခုပြန်ပြီးတော့ထုတ်ပြန်လိုက်တဲ့ဒီဟိုစပေါ်တော့စစ်ကမ်းချက်၅ချက်လေးပေါ့အတူရှုံးလေးပြောမယ်ဆိုလို့ရှိရင်ဘယ်လိုဘယ်လိုဟာမျိုးတွေပါနိုင်မလဲပေါ့အဒီကဒီစစ်ကမ်းချက်တွေမှာတော့ကျွန်တော်တို့နားလေတော့ကတော့ဥပမာဆိုလို့ရှိရင်ဒီအစံရှိဆက်တွေကိုအကြေကြီးတည်တာမျိုးတွေနောက်ပြီးတော့အရေးတည်တာတောက်စားပြီးမှတွားတဲ့ကိစ္စတွေဒီနောက်ပြီးတော့ကျွန်တော်တို့ဒီဒီပြိုခွင့်ရှင်ခွင့်လုပ်တဲ့ကိစ္စတွေမှာတတိထားမယ်ရှက်လက်တွေ ကျွန်တော်တို့တိကျတော့ဒါတော့သိနားမလည်ဘူးတချို့ထုတ်ပြန်ချက်တွေကအစိုးရကိုယ်တိုင်ထုတ်ပြန်တာလားဒါမှမဟုတ်ရင်ဒေတာလေးရက်ကအနာပိုင်းတွေကထုတ်ပြန်တာမျိုးလည်းရှိနေတယ်။အဲဆိုလိုတဲ့ပြည်ကားတို့တွေထိုင်းနိုင်ငံရဲ့တချို့သောဥပဒေတွေမှာကြာတော့ဒီ public area မှာကြာတော့ဒီနိုင်ငံတို့အစိုးရနဲ့ဆိုင်တယ်။ဒီ public area မဟုတ်တဲ့ဒီရွာတွေရက်ကွက်တွေမှာကြာတော့ဒေတာအနာပိုင်းတွေနဲ့ဆိုင်တယ်။ဒီဘာဖြစ်ဖြစ် public area မှာဘာဖြစ်ဖြစ်ဒေတာရက်ကွက်တွေမှာဘာဖြစ်ဖြစ်ကိုယ်ဘာဖြစ်လို့ဖြစ်လှုပ်ဆောင်တဲ့အခါကြာရင်တနာကလို့ထုတ်ပြန်ညာရှိတိကို laser လေးနောက်ပို့လို့ရတယ်။ ဒေတာပညာတီကိုလေးစားလေးနာမယ်ဆိုလို့ရှိရင်တော့အဆင်ပြေမယ်ထင်ပါတယ်။ဟုတ်ကဲ့ပါဆရာ။နောက်ထပ်ဆရာအနေနဲ့ဖြည့်ဆွက်ပြီးတော့ဒီတကြံကိစ္စနဲ့ပတ်သက်ပြီးတော့ချက်ပြောင်းလုပ်သွားတဲ့ကိုပါတီပြောရှင်းတာရှိသေးတယ်ဆရာ။ဟုတ်ကဲ့ပါ။ဒီကတော့ဒီတကြံကလောက်မှာတော့ကျွန်တော်တို့၂၀နှစ်ချင်းပြည်သူလောက်ကတော့ဒီကတ်တက်မှုတွေကအများဆုံးဖြစ်တယ်။ရဲဒေတာတောက်ဆွားပြီးတော့ဒီကတ်တက်မှုတွေကပုံများတယ်။ဒီနေ့မှဆိုလို့ရှိရင်လေဒီကတ်တက်မှုတွေနဲ့ဒီရဲဒေတာတောက်ဆွားပြီးမှဒီချစ်လာမယ်ဆိုလို့ရှိရင်ငွေတန်ရောထောင်တန်ရောတွေကလည်းတော်တော်များများကိုတို့တို့မျက်တန်ထားတာတွေ့ရတယ်။ဒါကြောင့် တကြံကာလမှာကိုမိတ်ဆွေသူငယ်ချင်းသားသမီးတွေနဲ့လေပတ်တဲ့ခါကြရင်အရေးတေစာတောက်စားပြီးမှကမ္မောင်းနာတွေကိုတက်နေဆုံးမလုပ်ဖို့လည်းကြံပြမျှဝေရှင်ပါတယ်။ဒါလို့ဒီနေ့တကြံမှာမြန်မာနိုင်ငံလေးအရှင်းပါစေဒီနိုင်ငံတကာရောက်နေကြတဲ့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေလည်းအလုံးကျမ်းမှာရှင်းနာကြပါစေလို့ဆုတောင်းပေးပါတယ်။